မင်္ဂလာပါရှင်တကယ်တော့ဒီနေ့ကတော့80တန်းမှာတမိနစ်အတွင်းမှာဒေဗယ်တိဆောက်နေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ data ထဲမှာကာဆာလေးကိုချပါ ပြီးရင်တော့ကျွန်တော် အင်းဆက်ထဲကနေပြီးတော့တေဘယ်ကိုသွားပါသို့မဟုတ်ဟုံးထဲကနေပြီးတော့ format s table ထဲကတေချယ်တေဘယ်တစ်ခုကိုရွေးချယ်လိုက်ပါပြီးရင် your where is the data from your table ဆိုတဲ့နေရာမှာမိမိရဲ့တစ်ဆက်လက်ရှိတဲ့ data တွေအကုန်လုံးပါသွားတာကိုမြင်ရပါလိမ့်မယ် my table has header မှာအဲခေါင်းစတက်ထားပြီးသားဖြစ်တဲ့ဆိုရင်အမှန်ကြီးလေးကိုထည့်ပေးလိုက်ပါမတက်ရသေးဘူးဆိုတော့အမှန်ကြီးဖြုတ်ခွက်လိုက်ခေါင်းစတက်ဖို့နေရာလေးချပေးလိုက်မယ်နော်ပြီးရင် now okay ပေးလိုက်ပါပြီးရင် total ထွက်ပါမယ် equal quantity နဲ့ zero ဘာနဲ့မျှောက်ပါလဲ price တဲ့ကိုမျှောက်မယ်ဒါဆို zero ပြီးသွားပါပြီအဆုံးသွားကြည့်လိုက်ပါ zero က total တွေတန်ဖိုးဝင် charge နဲ့ error တွေကောင်းတွေကို charge နဲ့ဟုတ်ပြီဒါဆိုလို့ရှိရင် zero က table ကို select မှတ်ထားတယ်ဆိုလို့ရှိရင်အပေါ်မှာ table 2 design ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒီအထက်မှာ zero total ဆိုတဲ့ဟာလေးရှိပါတယ်เนาะ အဲ့ total လေးမှာဒီမှာတစ်ချက်ကလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျတော့ပါအောင်လို့ခြင်းတာလဲ average လားကောင်းလားကောင်းနံပါတ်လား maximum minimum ဆက်စိုက်တာကိုရွေးချယ်လို့ရပါတယ် sum ကိုရွေးချယ်လိုက်မယ်ဒါဆိုရင်ကျတော့ဒီမှာ total ဒီအဖြေပြည့်စရာမလိုဘဲနဲ့ မီနီမန်တန်ဖိုးတွေမီနီမန်တန်ဖိုးတွေကိုတွက်လို့ရသားမှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချိန်ရတော့ကွန်ပျူတာခွင့်ရဲ့ Fortnite Trainer တို့နဲ့ကြောက်ကြံဖြစ်ပါတယ်တကယ်ကိုပဲ1 minute အတွင်းမှာ data တွေကိုမြန်ဆန်အောင်လုပ်လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရသင်ငန်းစာတွေမှာပြန်လည်ဆုံတွေ့ကြပါစို့နော်